ားလုံးမင်္ဂလာပါ The Netherman YouTube Channel နေပြီးတော့အားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့သတင်းတချို့ကျွန်တော်ပြောပါမယ်အဓိကတော့ကျွန်တော်တို့ဒီကုညာပေါ့နော်ကုညာနဲ့ပတ်သက်ပြီးတော့လေ brother တို့လေအဲဒီတော်တော်များများမှာတွေ့ထားလောက်ပြီးလေကျွန်တော်ထင်ပါတယ်ဆိုတော့ Matthias ကုညာနဲ့ Manchester United ရဲ့အခြေအနေဟာဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်အရင်တည်းကသတင်းကတော့ထွက်တယ် United ကကုညာကိုကျွန်တော်စိတ်ဝင်စားတယ်ဒါတော့ပဲပေါ့နော်ဒါပေမဲ့အခုလက်ရှိအနေထားဟာအဲဒီပေါ့နော်အာလူရည်ကြုံပြောင်းရှိတော်မြောက်ဒီအခုကတည်းကကသာနမဖြစ်သူနဲ့ကျွန်တော်ပုံကိုရေးဆိုင်ရာဒီပေါ့နော် သဘောတူညီမှုရဖို့အတွက်ကိုအင်တာနက်ဘက်ကနေပြီးတော့ကစားသမားဖြစ်သူရဲ့တာဝန်ရှိသူတွေနဲ့ကျွန်တော်ဆွေးနွေးမှုတွေစပြီးတော့ကျွန်တော်လှုပ်ဆောင်နေပြီးဆိုတဲ့သတင်းမျိုးတွေကျွန်တော်ထွက်ပေါ်လာတာဖြစ်တယ်။ဒါကလည်းကျွန်တော် Fabrizio Romano တို့ကကျွန်တော်တင်ထားဖြစ်တဲ့ကြောင့်လို့ဒီသတင်းတွေကအများကြီးကျွန်တော်စိတ်ချရတဲ့အထက်မှာပါတယ်။ဆိုတော့အခုလက်ရှိကျွန်တော်ဒီ ီ player site ပေါ့เนาะကျွန်တော်တို့ဒီကစားသမားဖြစ်သူနဲ့ပုံဝေဆိုင်ရာ agreement ရဖို့ကဘာမှကျွန်တော်တို့တိတ်ပြီးတော့လိုတော့တဲ့အခြေအနေမျိုးမဟုတ်ဘူးနောက်ဆုံးကျွန်တော်တို့ဒီနောက်ဆုံးကျွန်တော်တို့ဒီအဲတွေးဆမှုမှာဆိုလို့ရှိရင်တကယ်ကိုကျွန်တော်တို့ဒီ positive ဖြစ်တဲ့ meeting တခု positive ဖြစ်တဲ့တွေးဆမှုတခုကျွန်တော်တို့ဖြစ်ခဲ့တယ်ဆိုပြီးတော့ government ကကျွန်တော်တို့ပြောထားတယ်ဆိုတော့ အဲဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ဒီပေါ့နော်လက်ရှိကျွန်တော် Manchester United ရဲ့ project တွေနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Manchester United ရဲ့တွားချင်တဲ့ကျွန်တော် plan တွေဒါတွေကိုချပြပြီးတော့ဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်လည်းကစားသမားဖြစ်သူအနေနဲ့အရင်ကကျွန်တော်တို့သဘောကျတယ်ဆိုတဲ့အကြောင်းအဲ့လောက်ထိကျွန်တော်တို့ positive ဖြစ်ဖြစ်တဲ့ဒီပေါ့နော်ပြည့်စုံမှုမျိုးဆွေးနွေးမှုမျိုးကြောင့်ဖြစ်ခဲ့တယ်ဆိုပြီးတော့ Roman ကကျွန်တော် confirm ထားတယ်ဆိုတော့အဲဒီ ဒါရင်ကျွန်တော်မပြီးသေးဘူးပေါ့နော်ကျွန်တော် personal agreement ကျွန်တော်100%ရပြီလို့ကျွန်တော်ပြောလို့မရသေးပဲねဒီဒီထပ်ပို့ပြီးတော့ကျွန်တော်တို့ဒီတွေ့ဆုံဆွေးနွေးမှုတွေကျွန်တော်တို့ထပ်ပြီးတော့ဒီခုညရဲ့တာဝန်ရှိသူတွေနဲ့ကျွန်တော်တို့ထပ်ပြီးတော့လုပ်ဖို့တော့ကျွန်တော်လိုသေးတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ် United က Matthias Kunya ရဲ့ကျွန်တော်တို့ဒီပေါ့နော်ဒီကျွန်တော်တို့ဒီ race ပေါ့နော်ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်เนาะ United ကဥဆောင်နေတယ်ဆိုပြီးကျွန်တော်ပြောထားတယ် United တသင်းနဲ့ကျွန်တော်တို့ Kunya ကိုစိတ်ဝင်စားတာမဟုတ်ဘူး Newcastle လည်းကျွန်တော်တို့ပါတယ်ပြီးတော့ကျွန်တော်တို့ Arsenal တို့ Chelsea တို့လည်းကျွန်တော်တို့ပါတယ်ဆိုတော့ဒီနေ့သားမှာ ဒီ Manchester United ကကျွန်တော်ထိတ်ဆုံးကနေပြီးတော့ရေပန်းစားနေတဲ့ပုံစံမျိုးလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ United ကအခုလက်ရှိကျွန်တော်တို့ဒီကိုညာကိုခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့အနေအထားမှာအခုလက်ရှိကျွန်တော်ပုံကိုရေးဆိုင်ရာသဘောတူညီမှုကျွန်တော်ရဖို့အတွက်လက်တကမ်းလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ကိုညာနဲ့ပတ်သက်ပြီးတော့ brother တို့ဘယ်လိုမြင်ကြလဲ ဘရာဇီးလားအသက်ကကျွန်တော်25နှစ်ဝူဗာဟန်နာမှာတော့ကျွန်တော်တောက်လျှောက်ဆိုသလိုကျွန်တော်ခြေစွမ်းပြကစားနေတဲ့ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ကိုညာကျွန်တော်တော်တော်လေးသဘောကျရတဲ့မှာပါတယ်အခုလက်ရှိ Emery ရဲ့ကျွန်တော် system မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘာလို့ left LEM ရိုးပေါ့နော် left number 10မှာကျွန်တော်ကစားလို့ရမယ် second striker ဖြစ်လေသူကစားနိုင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီသူ့စီရနေပဲကျွန်တော်တို့ဟိုများသောအားဖြင့်မြင်ရမယ်အချက်တွေမှာဆိုလို့ရှိရင်ကျွန်တော် broker ဘိုင်းနေကျွန်တော်မြင်ရမယ်လိုရရင်ကျွန်တော် dribbling လုပ်နိုင်တယ် chance creation လုပ်နိုင်တယ်လို့ကိုကိုနိုင်တယ်ကိုသွင်းနိုင်တယ်ဆိုတော့ဒီလို profile မျိုးကျွန်တော် player မျိုးကိုဒီပေါ့နော် amrin ကကျွန်တော်လုံးဝ demand ဖြစ်ထားတာဆိုတော့ဒါအပြင်ကျွန်တော်ဒီပေါ့နော်အဲသူကကျွန်တော်ဒီ premier league မှာကျွန်တော်ကစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ premier league မှာလည်းသူကျွန်တော်တောက်လျှောက်ကျွန်တော်လုပ်ပြနေတယ်ဆိုတော့ဒီတော့ကြောင့်မလို့ premier league proven လည်းကျွန်တော်ဖြစ်တယ်ဆိုတော့ profile လေးကျွန်တော်ကိုင်ညီမှုရှိတယ်လို့ Premier League proven လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Premier League မှာပဲ Manchester United မှာကျွန်တော်လာကစားမယ်ဆိုလို့ရှိရင်တော့ဘလို့မှကျွန်တော်တို့အဆင်မပြေနိုင်ကြအကြောင်းမရှိဘူးလို့ကျွန်တော်ကထင်ပါတယ်။အရှိအသက်နေထောင်ကြည့်မယ်ဆိုလို့ရှိရင်25နှစ်ဆိုတော့ဒါလုံးဝသာသမာတယောက်ရဲ့ကျွန်တော်တို့ prime time လို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒီတော့ကြောင့်မလို့ အဲဒီခွန်ညာကိုကျွန်တော်တို့အတင်းဘက်ကဒီပုံကိုဆိုင်ရာသဘောတူညီမှုကိုအခုကြည့်ရကျွန်တော်ရအောင်ယူပြီးတော့ຫນွေမှာကျွန်တော်တို့ဒီ transfer window စပြီဆိုတဲ့ကကျွန်တော်တို့ရအောင်ခွန်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အတင်းအတွက်ကတော့တော်တော်တော့ကျွန်တော်တို့ဒီအဖြစ်စီကအပြောင်းရွှေ့တစ်ခုလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့အဲဒီကျွန်တော်တို့ဒီဥမထားပါတော့ဗျာ Champion League တွေပါကျွန်တော်တို့ဝင်ဝင်ရတာမရတာပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဒီခွန်ညာအနေနဲ့ကတိတ်ပြီးတော့ကျွန်တော်တို့ဟို view site တွေထဲမှာမပါဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အခုလက်ရှိကျွန်တော်ထွက်နေတဲ့သတင်းတွေအရဆိုလို့ရှိရင်သူကကျွန်တော် United ကိုပြောင်းအောင်ပြောင်းချင်တာ။ဥပမာထားပါဗျာ Newcastle နဲ့ရှင်နေပဲဆိုပါစို့။ Castle ဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်ဒီ Champion League ဝင်ခွင့်ရဖို့ကလုံးဝအချိန်ကြီးကောင်းနေတဲ့အချိန်မျိုးမှာရှိရတယ်။ဒါကိုကိုအသိရတော့သိရတိုင်းပဲ။ Europa League လောက်ပဲကျွန်တော်မျှော်လင့်ခွင့်ရှိရတာ။ဒါကကျွန်တော် Europa League တောင်မှကျွန်တော်တို့ဒီအခုမှဒါ CM လောက်ပဲကျွန်တော်ရှိသေးရဗျာ။ Europa League ရပါမယ်ဆိုပြီးတော့အမှခံတာကျွန်တော်ဘာမှမရှိဘူး။ဒီလိုအချိန်မျိုးမှာဒီလောက်ထိကျွန်တော်တို့ဒီ positive ဖြစ်တဲ့ ဒီပေါ့နော်ကျွန်တော်တို့ဒီဆွေးနွေးမှုတွေကျွန်တော်တို့လှုပ်ဆောင်ထားတယ်ကစားသမားဖြစ်သူဘက်ကလည်းသဘောကျနေတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့ကြည်ချင်းအဖြစ် United ကိုသူကကျွန်တော် United မလို့ကျွန်တော်တို့ပြောင်းကျင်တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ် Champion League ဝင်ဝင်ရတာတို့မရတာတို့ကသူ့အတွက်အရေးမကြီးဘူး United မှာကျွန်တော်ကစားကျင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ကိုညာကိုကျွန်တော် comment ဆိုလို့ရှိရင်တော့တိတ်ပြီးတော့ပြဿနာမရှိလောက်ဘူးလို့ထင်တယ်ဆိုတော့တော်တော်များများကျွန်တော်တို့ဒီပေါ့နော်အဲကိုညာနဲ့ပတ်သက်ပြီးတော့ သဘောမကျတဲ့အချက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီရာဒီဆိုလို့ရှိရင်တော့ကျွန်တော်ဝါနာမှာအဲသူဒီဘာနာနီးပြတဲ့ကျွန်တော်ဒီဗီတာပရန်ယာနဲ့အပြည့်စနာတချို့တက်ခဲ့ရမျိုးကျွန်တော်ရှိတယ်။သူကကျွန်တော်တို့ဒီဘာနာအာဒီသူအခွင့်အရေးဖန်တီးပေးလဲလို့ရှိရင်ကိုကိုကောင်တွေကနောက်ကျနေတာအဲသူသူကောင်တွေဘာနာနောက်ကျနေတာဒီလိုမျိုးတွေဘာနာဟို ထင်တယ်လို့အလုံးမဖြစ်တာဒီလိုမျိုးဖြစ်လာရင်ခါကျတော့ကွင်းထဲမှာကျွန်တော်တို့ဒီဟိုလူလက်ညှိုးတွေဒီလူလက်ညှိုးထိုးနဲ့စိတ်ပြက်တယ်လို့လိုလက်ပြက်တယ်လို့အဲ့လိုပုံစံမျိုးကြီးကျွန်တော်ဖြစ်နေရပါတော့ဆိုတော့ behavior တွေပေါ့နော် behavior တွေကျွန်တော်မကောင်းဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီ parallel ကအဲ vita parallel ကသူဒီ press မှာဒီလိုမျိုးနောက်ထပ်ထပ်လုပ်မယ်ဆိုလို့ရှိရင်တော့လုံးဝကျွန်တော်တို့ဒီပေါ့နော်လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးပါညာဆိုပြဒီလိုမျိုးတွေကျွန်တော်တို့ဒီဝေဖန်ထားရင်ကျွန်တော်ရှိတယ်ဆိုတော့အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ရတော့ပေါ့နော်ဥပမာထားပါလားကျွန်တော် ဟိုအသေးသေးမှကျွန်တော်ကစားနေရဆိုလို့ရှိရင်ကို့အတင်းကဒီလိုကျွန်တော်တို့ဒီဘောနော်ဟိုတန်းစင်းဇုံထဲမှာကျွန်တော်ရောက်နေတဲ့အခြေအနေမျိုးဖြစ်တယ်အဲဒီကိုကတော့လုံးဝစူးစမ်းပြီးတော့ကန်ပြီးတယ်ဆိုတဲ့အခြေအနေမျိုးမှာထင်တဲ့လောက်အလုံးမဖြစ်တဲ့အခြေအနေမျိုးမှာကျွန်တော်စိတ်ပြက်တယ်ဘောနော်ဒီလိုပုံစံမျိုးပဲအဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်အဲဘယ်လိုပဲဖြစ်ဖြစ်ဒီဘောနော်ကျွန်တော်ဝူဟန်အတင်းကိုဒီဘလောက်ထိကျွန်တော်တို့ဒီဘောနော် ဟိုဘယ်လိုပြောရမလဲနိုင်မွေးတွေရနေခြင်းနဲ့ဆိုတဲ့အရာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီလာမယ့်ဇန်နဝါရီမှာကျွန်တော်တို့ဒီစာချုပ်တန်တန်တိုးလိုက်တာကဒါကပြောရမယ်ဆိုလို့ရှိရင်ဒီပညာကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီ Uber Hand နဲ့အသင်းပေါ်မှာသူဘယ်လောက် respect ရှိလဲဆိုတာကျွန်တော်တို့မြင်နိုင်တယ်ပေါ့နော်ဆိုတော့ဘယ်လောက်ပဲသူသူကသူ꽌နေမှာဘယ်လိုပဲဖြစ်နေပါစေသူသူ DI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝေဖန်စရာရှိကြတော့မှန်တယ်ဒါပေမဲ့သူစာချုပ်တန်တန်ကိုရအောင်တိုးပေးတယ်အဲတိုးပေးပြီးတော့အခုလက်ရှိဆိုလို့ရှိရင် release clause ကိုပါတော့ကျွန်တော်တို့ဟို ထည့်ထားတယ်ပေါ့နော်ဆိုတော့ release clock ကတော့ကျွန်တော်တို့အခုလက်ရှိ62.5ဒသမ5သန်းပေါ့နော်62.5သန်းဆိုတော့တော်တော်တော့များတယ်တကယ်တကယ်တမ်းအတူရတန်ကြီးရကျွန်တော်တို့90အဲ့လောက်ပဲပေါ့နော်တန်90အဲ့လောက်ပဲကျွန်တော်ရှိတဲ့အချိန်မျိုးမှာအခုက62.5သန်းဆိုတော့တော်တော်လေးတော့များတယ်ပမာဏပဲဆိုတော့အဲဒါပေမဲ့ကျွန်တော်တို့ဒီ Uvan ရဲ့ကျွန်တော်တို့ဒီပေါ့နော် ဒီပေါ့နော်ဝူဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထွက်ထားတဲ့တဲ့င်းတွေမှာဆိုလို့ရှိရင်တော့တကယ်လို့ United ကကျွန်တော် United ကဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကုညာကိုကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင် release clause ကိုကျွန်တော်တို့နှစ်တီကျော်ခွဲပြီးတော့ပေးလို့ရတယ်ဥပမာတော့တနှစ်ထဲမှာကျွန်တော်တို့60နှစ်တမ5တန်းကျွန်တော်အပြည့်ပေးစရာမလိုဘူးအဲဒီပေါ့နော်ဥပမာ3နှစ်ကျွန်တော်အရေးကြခွဲပေးတာ လေးနှစ်ရေးကြခွဲပြဒီလိုပုံစံမျိုးကြီးပါနော်။ဒါရင်နဲ့ကျွန်တော်တို့ညှိနှိုင်းလို့ရတယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ်။ဆိုတော့တကယ်လို့အခုလက်ရှိကျွန်တော်တို့ဒီဂျားထဲမှာတင်ကုညာနဲ့ပတ်သက်ပြီးရော personal terms agreement ကကျွန်တော်တို့ရသွားနိုင်တယ်။ကုညာနဲ့ကျွန်တော်တို့ဒီ personal agreement ကျွန်တော်ရပြီဆိုလို့ရှိရင်တော့ဒီ Uber Hyundai နဲ့ပဲကျွန်တော်ဆက်ပြီးရဆွေးနွေးဖို့ပဲကြံတော့တယ်။ဆွေးနွေးစရာလည်းကျွန်တော်သိပြီးရောမြန်မြန်ဆန်းဆန်းမရှိဘူး။ price tag က62.5တန်းဒါတော့ဘယ်လိုပြီးမလဲ။ဒါနဲ့ပဲကျွန်တော်တို့ဆွေးနွေးမယ့်အခြေအနေမျိုးမှာရှိတယ်။ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီ United အနေနဲ့ ဒီဘာနော်ကျွန်တော်ဒီကစားသမားဖြစ်သူ ਨੇ ပုံကိုယ်ဆိုင်သဘောတူညီမှုရဖို့ကအခုလက်ရှိအနေထားမှာတော်တော်ကြီးကိုကျွန်တော်နီးစပ်နေပြီဖြစ်တယ်အဲ့တော့ရရှိဖို့ကျွန်တော်လက်ကမ်းတက်ကမ်းအလိုပါနော်ဒီလိုခြေနေမျိုးကျွန်တော်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီပြောင်းရွှေ့ကြီးရတော့ဘူဝဟန်နဲ့ကျွန်တော်ဆက်ပြီးရောဆွေးနွေးရမယ့်အနေထားမှာကျွန်တော်ရှိပါတယ်60.5းသန်းကိုသူဘယ်လိုပေးမလဲတစ်နှစ်ပေးမလားနှစ်နှစ်ပေးမလားတစ်နှစ်ကတော့ကျွန်တော်မဖြစ်နိုင်ဘူးလို့ထင်တယ်အခုလက်ရှိကစားသမားတွေရာလဲကျွန်တော်တို့ကဒီဘာနော်ဥမထားပါတော့ကျွန်တော်ချန်ပီယံလိဝင်ဝင်ရတယ်ဆိုလို့ရှိရင်တော့ဒါအသုံးစရိတ်ကအထင်ထားတဲ့ကျွန်တော်ပို့ပြီးတော့တက်လာမယ်ဘာနော်ဒါပေမဲ့ကျွန်တော်ချန်ပီယံလိ အဲဝင်ဝင်မရခဲ့ဘူးဆိုလို့ရှိရင်တော့ဒီညမှာအတုံးစီးကကျွန်တော် limitation ရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးရောဒကာသမားအယောင်းတွေလည်းကျွန်တော်လုတ်ဖို့လိုသေးတယ်ဆိုတော့ဒီတက်ကြောင့်မလို့ဒကာသမားအယောင်းတွေကိုအရင်လုံးပါလားဒါမှမဟုတ်အဲဒီပေါ့နော်ကုညာကိုကျွန်တော်အရင်ခေါ်ပါလားဒါတွေကတော့ကျွန်တော်တို့ဆက်ပြီးရောစောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အဲနောက်ဒီပေါ့နော်လာမယ့်ကျွန်တော်သတင်းတွေမှာဆိုလို့ရှိရင်ဘယ်လိုမျိုးတွေကျွန်တော်ထပ်ထွက်လာအောင်လဲထပ်ထွက်လာတာနဲ့ကျွန်တော်အမြဲတမ်း update လုပ်ပေးပါမယ်ဆိုတော့ ါတော့ကျွန်တော်ဒီ Manchester United နဲ့ပတ်သက်ပြီးတော့ဒီနေ့ရထားတဲ့နောက်ဆုံးသတင်းတွေဖြစ်ပါတယ်ဆိုတော့ brother တို့ရောဒီသတင်းပေါ်မှာဘယ်လိုမြင်ကြလဲခွန်ညာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကျွန်တော်ကြည့်ရှုအားပေးရင်ကိုများလို့ကျေးဇူးများတင်ပါတယ် channel လေးကို subscribe လုပ်သူတွေရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးကိုတောင်းဆိုပါတယ်ခင်ဗျာ